BNV ပြည်သက်များအားလုံးမင်္ဂလာပါခင်ဗျာ BNV ရဲ့ညခင်းသတင်းစီစဉ်ကနေကြိုဆိုလိုက်ပါရစေဒီစီစဉ်ကိုကျွန်တော်ကိုဖုံးမောင်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီနေ့အစီအစဉ်မှာတော့အကျွေးမပေးသေးတဲ့အတွက်တော့တတ်တတ်ခိုင်ကိုကိုယ်စလဲလောက်စင်းရင်မှပြဖြတ်ခဲ့တယ်လို့စစ်ကော်မရှင် UEC ကတရားဝင်ကြေညာတဲ့သတင်းတရုတ်နဲ့ညှိပြီးလွယ်ကျယ်လိုင်းစာနဲ့မိုင်းကြာရန်နယ်စပ်ဂိတ်တွေကို KIA KIO ပြန်ဖွင့်တယ်ဆိုတဲ့သတင်းစစ်တွေမှာရွေးကောက်ပွဲမဲပေးဖို့ ဒေတာကန်နဲ့နန်စတီဒီယံဝန်ထမ်းတွေကိုစစ်ကော်မရှင်ကဖိအားပေးတယ်ဆိုတဲ့သတင်းမင်းတို့မှာစစ်ကြေးကောက်ဖို့လာတဲ့ရဲနှုတ်ကို PDF တွေတိုက်ခတ်ပြီးတေဆုံးတဲ့သတင်းနဲ့နိုင်ငံတကာသတင်းပါဝင် နောက်ဆုံးရသတင်းနဲ့အရေးကြီးသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးသတင်းအနေနဲ့ဒီသူရှေ့ဆောင်ပါတီ PPP ဥက္ကဋ္ဌဒေါ်တက်တက်ခိုင်ဟာအကြွေးမပေးရသေးတဲ့အတွက်လွတ်တော်ကိုယ်စားလှယ်လောင်းစည်ရင်မှပယ်ဖျက်ခဲ့တယ်လို့စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကတရားဝင်ကြေညာထားပါတယ်။အောက်တိုဘာလ25ရက်နေ့ညပိုင်းမှာအတီးပြုတ်ထုတ်ပြန်လိုက်တာဖြစ်ပြီးတက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပေါ်မှာရှစ်ကကြီးပါပြဋ္ဌာန်းချက်နဲ့ညှိစွမ်းလာကြောင်းပယ်ဖျက်တာလို့ဆိုပါတယ်။ရွေးကောက်ပွဲဥပဒေပေါ်မှာရှစ်ကကြီးဆိုတာဟာရွေးကောက်ပွဲကိုရွေးကောက်ခံပိုင်ခွင့်ရှိသူဟာနိုင်ငံတော်နဲ့ပုဂ္ဂလိကကိုမတင်ညော်တဲ့ပေးဖို့တာဝန်တွေကင်းရှင်းသူဖြစ်ရမယ်လို့ဖော်ပြထားပါတယ်။ဒေါ်သက်သက်ခိုင်မှာ မ်ဘောဆာဘန်ကိုငွေကျပ်ဘီလီယံတရာကျော်အကျွေးပေးဖို့ရှိနေပြီးအဲ့ဒီဥပဒေပုံမှန်နဲ့ပါညှိစွန်းနေတာပါအဲ့ဒီညှိစွန်းမှုဟာအဘာအီဖျားလက်နဲ့ဆရာဆန်လန်းတောင်ရှိ68 resident အင်ယာစီမံကိန်းကိုဒေါ်တက်တက်ခိုင်နဲ့ဦးအောင်ကျော်ဝင်းတို့ကကမ်ဘောဇာဘန်စီကငွေကျပ်ဘီလီယံတရာကျော်ရှင်းငားခဲ့တာဖြစ်ပါတယ်68 resident အင်ယာစီမံကိန်းမှာအခြေမီမပြီးစီးတာအခမ်းအနိုင်တာတို့ကြောင့်ကမ်ဘောဇာဘန်မှာချေးယူထားတဲ့ငွေကျပ်ဘီလီယံတရာကျော်မှလည်း ပြန်လည်ပေးဆက်နိုင်ခြင်းမရှိဘူးလို့သိရပါတယ်။ဒေါက်တာတက်ခိုင်အနေနဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး UEC မှာဖြေရှင်းနေကြောင်းနဲ့ပြီးခဲ့တဲ့ရက်ပိုင်းက UK တင်ထားကြောင်း PPP ပါတီဒုတိယဥက္ကဋ္ဌကအောက်တိုဘာလ25ရက်နေ့မနက်ကမစ္စိမာကိုဖြေဆိုထားပါတယ်။ဒါပေမဲ့လွတ်တော်ကိုယ်စားလှယ်လောင်းအမည်စင်းတင်သွင်းတာစစ်စစ်တာတွေအတွက် နေ့ရက်တွေသတ်မှတ်ကြညာပြီးဆောင်ရွက်တာဖြစ်တဲ့အတွက် UK တင်သိမ်းရမယ့်ကာလဟာ ရှိကဲတမချက်ကျော်လွန်နေပြီလို့စစ်ကော်မရှင်ရဲ့ UEC ကဆိုပါတယ်။ဒါကြောင့်ဒေါ်သက်သက်ခိုင်ဟာစစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကို ပါဝင် ရှင်ပြိုင်ခွင့်မရတော့ပါဘူး။လက်ရှိမှာဒေါ်သက်သက်ခိုင်အပါအဝင်လွှတ်တော်ကိုယ်စားလှယ်လောင်86ဦးကိုလွှတ်တော်ကိုယ်စားလှယ်လောင်အရေးရှင်တမချက်တွေမပြည့်မီတဲ့အတွက်ပယ်ဖျက်လိုက်တယ်လို့စစ်ကော်မရှင်ရဲ့ UEC ကကြေညာထားပါတယ်ခင်ဗျာ။နောက်တဲ့သတင်းတစ်ပုဒ်ကတော့မြန်မာတရုတ်နယ်စပ်ကလွယ်ကျလိုင်းစာနဲ့မိုင်းကြိုင်ရန်ခိတ်တွေကို ကရှင်လွတ်လပ်ရေးအဖွဲ့ကရှင်လွတ်လပ်ရေးတပ်မတော် KIO KIA ကတရုတ်အာဏာပိုင်နေနဲ့ညှိနှိုင်းပြီးပြန်ပွင့်လိုက်တယ်လို့ဒေသခံတွေစီကသိရပါဗျ။အော်တိုဘာလ25ရက်နေ့မှာ ပြန်ပွင့်လိုက်တာဖြစ်ပြီးဒေသခံပြည်သူလူထုအတွက်အဓိကလိုအပ်တဲ့ကောင်းစီတွေကိုတရုတ်နိုင်ငံဘက်ကနေတင်သွင်းဖို့နဲ့နှပြောပါဝင်တိငံတွေကိုပြန်လည်တင်ပို့ဖို့လို့ဒေတာတွင်းသတင်းဌာနတွေကဖော်ပြကြပါဗျ။ကချင်လွတ်လပ်ရေးတပ်မတော် KIA ပန်ဝါဂိတ်လိုင်းစာနားပန်ဂိတ် လွယ်ကျေဂိတ်မန်စီဂိတ်မန်ဝင်းကြီးဂိတ်နဲ့ကမ်ပိုက်ဒီဂိတ်စတဲ့နေဆက်ဂိတ်တွေကိုထိန်းချုပ်ထားတာဖြစ်ပါတယ်။လက်ရှိအချိန်ထိကမ်ပိုက်ဒီဂိတ်နဲ့မန်စီဂိတ်တွေကပိတ်ထားဆဲဖြစ်ပါတယ်။လက်ရှိမှာတော့ KIA ဗမော်မြို့သိမ်းတိုက်ပွဲဆင်နွှဲနေပြီးတိုက်ပွဲတွေလည်းပြင်းထန်နေပါတယ်။၂024ခုနှစ်နိုဝင်ဘာလမှာကမ်ပိုက်ဒီမြို့ကိုသိမ်းပိတ်ထိန်းချုပ်ထားပြီးမန်စီမြို့ကိုလည်း2025ခုနှစ် January လမှာ ။အရှင်လွတ်လပ်ရေးတမတော် KIA ကတိမ့်ပိုက်ထိန်းချုပ်ထားပါတယ်ခင်ဗျာ။ဆက်လက်ပြီးရခိုင်ပြည်နယ်စစ်တွေမျိုးရှိစစ်ကော်မရှင်ကကျင်းပမဲ့ရွေးကောက်ပွဲမှာဒေသခံနဲ့နန်းစီဒီယံဝန်ထမ်းတွေအနေနဲ့မဖြစ်မနေဆန္ဒမဲပေးဖို့ဖိအားပေးနေတယ်လို့ဒေသခံတွေကအသိရပါတယ်။စစ်ကော်မရှင်ကရွေးကောက်ပွဲအတွက်နိုင်ငံတော်အရှိမြို့နယ်တရားနှစ်ခုမှာပထမအဆင့်ကျင်းပမယ်လို့သတ်မှတ်ထားပြီးရခိုင်ပြည်နယ်ရှိမြို့နယ်ခုနှစ်ခုတည်းကစစ်တွေကြောက်ဖြူ မန်အောင်မျိုးတို့ကိုရွေးကောက်ပွဲပထမပိုင်းကျင်းပမဲ့စီးရင်မှာပါဝင်နေပါတယ်။ဒီလိုမဲထက်ရမဲ့သူတွေရဲ့အမိဆင်းကိုရက်ကွက်လိုက်အုပ်ချုပ်ရမှုရဲ့အိမ်ရှိဒါမှမဟုတ်ရုံးချေမှာစကတ်ထားပြီးအဲစီးရင်စီရမှာလဲမဖြစ်မနေမဲထက်ဖို့ဖိအားပေးနေတယ်လို့ဆိုပါတယ်။ဒီခိုင်မှာစီးရင်ချိန်မြင့်နေတဲ့ကြားကနေရွေးကောက်ပွဲကိုမဖြစ်မနေကျင်းပဖို့စီစဉ်နေတာပါ။လက်ရှိစစ်တွေမြို့မှာစစ်ကော်မရှင်ကဖျော်ဖြေပွဲများစီစဉ်နေခြင်း မဲထက်ရန်မဲဆွယ်စည်းရုံးမှုများဖိအားပေးမှုများကိုလှုပ်ဆောင်နေကြပါတယ်စစ်တွေမြို့ပေါ်သို့တိုက်ပွဲမရောက်ရှိလာရန်လဲမြို့ပြင်ဘက်မှာ ခံစစ်ကိုအခိုင်အမာပြင်ဆင်ထားပါတယ်အလားတူလိုက်ကော်မြို့မှာစစ်ဆောင်တွေကိုနေရပြန်လာဖို့ခေါ်နေပြီးရေကောက်ဘွယ်တွင်မဲထက်ခိုင်းမှုနဲ့မဲစင်းတွေကိုလည်းရဲစခန်းနဲ့နှိဆက်ရာဌာနဆိုင်ရာတွေမှာလာရောက်စည်းရင်ပေးဖို့စစ်ကော်မရှင်ကဖိအားပေးနေတယ်လို့အောက်တိုဘာလ22ရက်နေ့က BIM ကိုဒေသခံများက ဖြေချခဲ့ပါသည်။စစ်ကော်မရှင်ကျင်းပမဲ့ရွေးကောက်ပွဲကိုစက်ကျင်ကြဖို့မဲမပေးကြဖို့ NUG နဲ့ NUCC အပါအဝင်တော်လှန်ရေးအင်အားစုတွေကတိုက်တွန်းထားပါတယ်ခင်ဗျာ။မကွေးတိုင်းမင်းတို့မြို့မှာစက်ကြီးကောက်ဖို့လာတဲ့ရဲနဲ့ဦးကို PDF တွေကတိုက်ခတ်ရာတေဆုံးပြီးလက်နက်နဲ့လက်သိမ်းစီရမိတယ်လို့တရက်ခရိုင်အမှတ်လေးတရင်က ထုတ်ပြန်ထားပါတယ်။ဒီကနေ့အောက်တိုဘာလ26ရက်နေ့ နက်6နာရီခွဲမှာမင်းတုံးမြို့အင်းလေကုန်းကြီးပါအနီးမင်းတုံးမြို့ဝင်လမ်းပိုင်းပေါ်မှာတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။အဲ့ဒီရဲနှစ်ဦးဟာနေရာမှာပင်တေဆုံးပြီးဂျီ3တနက်နှစ်လက်ဂျီ3ဂျီပေါင်းနှစ်ခုဂျီ3ဂျီ29တောင်းလက်ပြုံတစ်လုံးလက်ထိပ်တစ်ခုဖုန်းတစ်လုံးနဲ့ငွေသား6500ကျပ်တို့ကိုတင်စီရမိခဲ့တယ်လို့သိရှိရပါတယ်။ပြည်သူကာကွယ်ရေးတပ်မတော်တရက်ခရိုင်အမှတ်၄တရင်တခွဲနှစ်တက်စိတ်ငါးမှာ ကင်းပုံးဝက်ကစောင့်ကြိုတိုက်ခတ်ခဲ့တာဖြစ်ပြီး BTF တပ်ဖွဲ့ဝင်တွေအနေနဲ့အထိကိမ်းမရှိ ပြန်လည်ထွက်ခွာနိုင်ခဲ့တယ်လို့ဆိုပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ online ငွေလိမ်ခြံဝင်း KK ဘက်ကို BGF KNE တပ်ဖွဲ့တွေကအတန်မိုင်းနဲ့ထပ်မံဖောက်ခွဲခဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ် online ငွေလိမ်ငိုင်းတွေရှိတဲ့ KK ဘက်ကြားဖြတ်စင်တာကိုအရင်နေကြားဆောင်တပ်ဖွဲ့ BGF KNE ကမင်းညကအတန်မိုင်းနဲ့ထပ်မံဖောက်ခွဲခဲ့တယ်လို့ အကိပတ်အနီးနေထိုင်သူတွေကပြောပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ23ရက်နေ့နဲ့24ရက်နေ့ည9နာရီဝန်းကျင်ကကိကိပတ်ခြံဝင်းတွင်အတန်ကျေလောင်တဲ့ပေါက်ကွဲတံ၄ချိန်ကြားခဲ့ရပြီးမနေ့ညကလည်းပေါက်ကွဲတံထပ်မံကြားခဲ့ရပါသေးတယ်။ဒါပေမဲ့ဘာကြောင့်အခုလိုပေါက်ခွဲမှုတွေကိုဇက်တိုက်လှုပ်ဆောင်နေရလဲဆိုတာတော့မသိရသေးပါဘူး။ဒီကိစ္စနဲ့ပတ်သက်ပြီးကရင်နယ်ခြားဆောင်တပ်ဖွဲ့ BGF KNY ကတရားဝင် ထုတ်ပြန်တာမရှိသေးသလို ဘီဂျီရဲ့ပြောရေးဆိုခွင့်ရှိသူဒုတိယဗိုလ်မှူးကြီးနိုင်မောင်စောကို BNV ကအောက်တိုဘာလ25ရက်နေ့နဲ့ဒီနေ့အထိဖုန်းခေါ်ဆိုခဲ့ပေမဲ့လည်းဖုန်းလက်ခံဖြစ်ကြတာမရှိသေးပါဘူးပြီးခဲ့တဲ့အောက်တိုဘာလ22ရက်နေ့ကအွန်လိုင်းငွေလဲငိုင်းနေရှိရာကီကီပက်ကြားဖြတ်စင်တာကိုစစ်တပ်ဝင်စီးမဲ့တဲ့တင်းကြောင့်ကြားဖြတ်ကအလုတ်သမားထောင်ချီကိုအရင်နေကြားဆောင်တပ်ဖွဲ့ BGF ကကြိုတင်ထိန်းချောင်ဖို့စီစဉ်ပေးခဲ့တာပါအောက်တိုဘာလ24ရက်နေ့မှာ AK ပကနဲ့ မဲဆောက်ခရိုင်ကိုနယ်ဆက်ဖြတ်ကျော်ထွက်ပြေးလာတဲ့ကြားဖြတ်လိန်လေသူတွေအဖြစ်လောက်ကင်နေတယ်လို့တန်ဆရာရှိတဲ့နိုင်ငံသားတထောင်ကျော်ရှိလာခဲ့ပါပြီ။ထိုင်းမြန်မာနယ်ဆက်သတင်းရင်းမြစ်တွေရဲ့ပြောဆိုချက်အရတောင်ရင်းမြစ်ကိုဖြတ်ပြီးထွက်ပြေးလာတဲ့တရုတ်နိုင်ငံသားတချို့ပါဝင်နိုင်ငံသားတွေဟာမြင်အတွင်းမျောပါရင်းနဲ့တည်ဆုံပြီးအလောင်းတောင်းလန်းကိုရရှိထားပါတယ်။ BGF ရဲ့ဦးစီးမှုနဲ့စီကားခဲ့တဲ့ KK ဘက်ကတော့ကားတွေ၊စိုက်ကယ်တွေ တန်ဖိုးရှိပစ္စည်းတွေကြံရိတ်ခက်ကလူသူမရှိမြို့ပြက်ကြီးလိုခြောက်ကပ်သွားခဲ့ပြီလို့လည်းနေဆက်သတင်းရင်းမြစ်တွေရှိကနေသိရှိရပါတယ်ခင်ဗျာဤတွင်သတင်းတွေတင်ဆက်လို့ပြီးမှာတော့နိုင်ငံတကာသတင်းတွေဘက်ကိုကြည့်အောင်ပါအီရန်ကယခုလအတွင်းတိုက်ခတ်ခဲ့ခြင်းပေါ်လက်တုံ့ပြန်တဲ့အနေနဲ့အစ္စရေးကစနေနေ့အောက်တိုဘာလ26ရက်နေ့အစောပိုင်းကအီရန်ရှိစစ်ရေးပစ်မှတ်တွေကိုလေကြောင်းမှတိုက်ခတ်ခဲ့ကြောင်းအစ္စရေးကာကွယ်ရေးတပ်ဖွဲ့ IDF ကကြေညာခဲ့ပါတယ် မြည်သူပဲဆိုစေကမူ၎င်းတို့တိုက်ခိုက်မှုဟာမဟာမိတ်များနဲ့အင်ဒီချင်းနိုင်ငံများရဲ့ထိမ့်ထိမ့်သိမ့်သိမ့်လုပ်ရန်တိုက်တွန်းမှုများအပြီးမှာအီရန်ရဲ့အထူးကမခံနိုင်တဲ့ရေနံနဲ့နျူကလ িয়ার ပစ်မှတ်တွေကိုရည်ရွယ်ခဲ့ပုံတော့မပေါ်ပါဘူးကြီးထွားလာတဲ့တင်းမာမှုတွေကိုရှောင်ချရန်အတွက်ဒီတင်ဝင်ကြီးရုံးနဲ့ ARS ဆော့ဘာများပြည်ထောင်စု UAE တို့ကတစ်ဖက်စလုံးဟာအတက်နိုင်ဆုံးထိ ंछ ုံမှုချိကြရန်တိုက်တွန်းခဲ့ပါတယ်အခိုက်မှုများပြီးနောက်အီရန်ဒေသစံတော်ချိန်မနက်9:00နာရီမှစ၍ ပြည်တွင်းလေကြောင်းခီးစင်များကိုပုံမှန်အတိုင်းပြန်လည်စတင်မယ်လို့ကြေညာခဲ့ပါတယ်။လက်ပရွန်နဲ့ဟစ်ဘိုလာလှုပ်ရှားမှုဖွဲ့ကတောက်ကြံတွေကမြောက်ပိုင်းအစ္စရေးမြို့ဆာဖက်နဲ့အခြားနေရာများကိုကာမီကာစီဒရုန်းများနဲ့ဒုံးကျည်များအသုံးပြု၍လေကြောင်းတိုက်ခတ်မှုများပြုလုပ်ခဲ့ကြောင်းထုတ်ပြန်ခဲ့ပါတယ်။အိန္ဒိယဂျာမနီပူးပေါင်းဆောင်ရွက်မှုအတွက်အိန္ဒိယဝန်ကြီးချုပ်မိုဒီနဲ့ဂျာမနီဝန်ကြီးချုပ်တို့ကသိပ္ပံနဲ့နည်းပညာအဝန်းကျင်သိပ္ပံနဲ့ကျဲမာရေးစတဲ့ကဏ္ဍများအတွက် ယူဒီလီမှာလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ထို့ပြင်ကမ္ဘာထိပ်တန်းစီးပွားရေးနိုင်ငံများရဲ့အဖွဲ့ဖြစ်တဲ့ G7 ခေါင်းဆောင်များကလည်းရုရှားနိုင်ငံရဲ့အချုပ်အခြာပိုင်းပိုင်ဆိုင်မှုများမှရရှိတဲ့အမျက်စွန်းတွေကိုအာမခံဖြစ်ထားပြီးယူကရိန်းဟာဒေါ်လာဘီလီယံ50ခန့်ရှင်းငွေပေးရန်သဘောတူညီမှုရရှိခဲ့ကြောင်းသိရပါတယ်။၎င်းရှင်းငွေကိုဒီဇင်ဘာလဆောပိုင်းမှာစတင်ပေးရနိုင်မှာရှိပါတယ်။ရှီတောင်အာရှရဲ့အကြီးဆုံးစီးပွားရေးဖြစ်တဲ့အင်ဒိုနီးရှားနိုင်ငံဟာ ွေမျိုးဆက်နိုင်ငံများကြားဥပပေါင်းဆောင်ရွက်မှုကို ခိုင်မာစေတဲ့အရေးပါသော platform ဖြစ်ရှုမြင်ပြီးနိုင်ငံဆောင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ BRICS ကိုဝင်ရောက်ရန်ထုတ်ဖော်ပြောကြားခဲ့ပါတယ်။တရုတ်ဝန်ကြီးချုပ်လီချန်လက်ရှိစီးပွားရေးအခြေအနေနဲ့မူဝါဒများကောင်းထည်ဖော်မှုတွေကိုဆွေးနွေးရန်အတွက်နိုင်ငံတော်ကောင်စီအမှုဆောင်အစည်းအဝေးကိုတောက်ကြာနေမှာကျင်းပခဲ့ပါတယ်။အချိန်ထဲမှာပဲဖင်လန်သမ္မတဟာခီချင်းပင်ရဲ့ဖိတ်ကြားချက်အရာ အော်တိုဘာလ28ရက်နေ့မှ31ရက်နေ့အထိတရုတ်နိုင်ငံသို့နိုင်ငံတော်အလဲပတ်ခီးစဉ်သွားရောက်မည်ဖြစ်ကြောင်းတရုတ်နိုင်ငံသားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကကြေညာခဲ့ပါတယ်။ဂျော်ဂျီယာနိုင်ငံသား35သန်းခန့်အား၎င်းတို့ရဲ့ပါလီမန်ရွေးကောက်ပွဲအတွက်စနေနေ့မှာမဲပေးခဲ့ကြပြီးမဲယုံများကိုဒေသဆန်တော်ချိန်ညနေ4နာရီမှာပိတ်သိမ်းခဲ့ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဆူဒန်အလဲပိုင်းရှိကျေးရွာတရာကို Rapid Support Force RSF ကတိုက်ခိုက်မှုကြောင့်တောက်ကြာနေမှာလူ90ကျော်သေဆုံးခဲ့ပါတယ်။ကာတွန်ပြည်နယ်တွင်လည်း2023ခုနှစ်ဧပြီလ15ရက်နေ့ပြည်ပခစတင်ကလေးကစုစုပေါင်းလူ4882ဦးသေဆုံးခဲ့ပြီဖြစ်ပါတယ်။တခြားတစ်ဖက်မှာလည်းကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုအေဂျင်စီကတောင်ဆူဒန်ရဲ့ဒေသများစွာမှာမိုးသည်ထန်စွာရာသွန်းမှုကြောင့်ဖြစ်ပွားနေတဲ့ပြင်းထန်တဲ့ရေကြီးရေလျှံမှုတွေကြောင့် လူပေါင်းတိတသမ3တန်းကျော်ထိခဲ့ခဲ့ကြောင်းတောက်ကြာနေကပြောကြားခဲ့ပါတယ်။ဘရာဇီးတမရလိုဝစ်ဒါစီဘာပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းကဥကောင်းတိုင်ရန်ရရှိပြီးတဲ့နောက်ဆေးဖက်ဆိုင်ရာအကြံဉာဏ်ရပူလာတမကရဲ့ COB16 နဲ့ COB29 ထိပ်သီးစီဝေးများတို့တွားရောက်မဲ့ခီးစင်များကိုဖျက်သိမ်းလိုက်ကြောင်းထုတ်ပြန်ခဲ့ပါတယ်။မက္ကဆီကိုနိုင်ငံတောင်ပိုင်းပြည်နယ်တွေမှာဂိုင်းဖွဲ့တိုက်ခိုက်မှုများဖြစ်ပွားခဲ့ရာအ ਨੇ စုံလူ19ဦးသေဆုံးခဲ့ကြောင်းလုံခြုံရေးဝန်ကြီး အိုမာဂါစီယာကတောက်ကြနေမှာပြောကြားခဲ့ပါတယ်။ VIP ရဲ့ညကင်းသတင်းစီစဉ်ကိုဒီမှာပဲရည်နာကြင်ပါတယ်။ကြီးစုအားပေးကြတဲ့ VIP ရဲ့ပြည်သက်များအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။မင်္ဂလာရှိတဲ့ညချမ်းလေးဖြစ်ကြပါစေခင်ဗျာ။ Burma Indonesia